ပြောအောင်ဟုတ်ပေါ့အဲ့ဒါဗာဗာလဲဆိုဟိုတလောကဖြစ်သွားတာလေကျွန်တော်တို့ဒီဟိုကြမ်းခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဟိုဆိုင်းဘုတ်ဟိုလဲလို့ဆိုပြီးတော့ဟိုဆိုင်းဘုတ်လဲအော်အေးဟိုတနေ့ကငါ့ကိုပြောတယ်ဆိုင်းဘုတ်လဲလို့ဆိုပြီးတော့ရီမိတာလေးတိုက်တို့လဲသွားတာအဲဘေးနားမှာရှိတဲ့ပြည်သွဲရီမိတယ်အဲရီမိတဲ့လူကိုကြတော့ဆိုင်းဘုတ်လဲတာကိုရီလို့ဆိုပြီးတော့အဘတို့ကထောင်ချတယ်လေရေးယူတယ်ထောင်ချဘာဖြစ်လို့လဲအဲ့ဒါဆိုရင်အခုအဘတို့လုံးမဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်ဒီကမ္ဘာနိုင်ငံကျွန်တော်ကိုးနိုင်ငံပေါ့နော်အဲ့ဒီကိုးနိုင်ငံကကျွန်တော်လွတ်တော် အမတ်တွေပေါ့163ဦးကနေပြီးတော့လုံးဝကျွန်တော်တို့ကန့်ကွက်ပြီးရှုံချတယ်အေးအဲ့တော့အဖဒီလွတ်တော်အမတ်ဒီ163ယောက်ကိုရောအဖတို့ကဘယ်လိုရေးယူဟုတ်မင်းဆိုရင်အဒီဟိုဇာနိုင်ငံပေါင်း9နိုင်ငံ9နိုင်ငံလွတ်တော်အမတ်163ဦးကနေပြီးတော့ငါတို့ရွေးကောက်ပွဲလုံးမအောင်သူတို့ကနေရှုံချတာလုံးဝစန့်ကျင်ကန့်ကွက်ရှုံချပါတယ်ဟောသူတို့ကြတော့ငါတို့အေးအေးယူလို့မရဘူးလေကွာအေးအေးယူရမှာကသူတို့ကငါတို့အေးအေးယူမှာ အရေးယူတော့ငါတို့ ICC ငါတို့သူတို့ကတင်မှာငါတို့သူတို့ကျတော့အရေးယူလို့မရဘူးငါတပင်အကြကြရပဲသူကနေထိုင်ပြီးတော့ပဲတပုတ်လေလွင့်ပြောပြီးတော့ကလိန်သီးညမ်းစင်ပြီးတော့လေလိန်သီးပေါင်း3သိန်း4000 5000နဲ့ရနေပြီးတော့အဲ့တခုထုတ်ပြီးတော့သူတို့လိန်ရမှာဟုတ်ဟုတ်ပါဘူးအဲ့ဒါဆိုတော့ဘာလို့အရေးယူရေဦးအော်အရေးယူရေဦးပြီးတော့ဩမင်းကလေဘာမှအပြစ်မရှိရပြည်သူရောယီမိတာတွေတော့မှာ ဟိုဘာဖန်းစီပြီးထောင်ချဘာလို့ရည်လဲအခုလေးတိုက်လို့လဲသွားတယ်အော်လေးတိုက်လို့လဲသွားတယ်ဆိုရည်လဲသူကခိုးခိုးပြီးရည်ပါလားသူကဟာ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 ဆိုရည်တော့ထောင်ချပြီပေါ့ငါလောင်တယ်လို့ပြောင်းတယ်လို့ဖြစ်တာဘူးမင်းရည်တရားတွေ့ရင်တော့ရည်မှာပေါ့အပါရဲ့ဒါ ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့အဲ့လိုမျိုး UVD အောင်ရေအောင်အဲ့ဒီဟိုစိုင်းဘုတ်မှာပါတဲ့အမတ်လောင်းတွေလာလူရှင်တော်တွေလာလူရှင်တော်နဲ့တော့မှပို့ပြီးရေအားသေးတယ်။အော်အဲ့ဒါဆိုရင်ဟိုငါတို့အမတ်လောင်းတွေနေရာမှာအဲ့ဒီအမတ်လောင်းတွေကိုငါတို့ကွန်ပျူတာလေးနဲ့ခေါင်းလေးဖြတ်ပြီးတော့လူရှင်တော်ခေါင်းတွေတက်ထားလိုက်လေ။အဲ့ဒါဆိုပုံရောခေါင်းဟုတ်ပါနော်။အေးဘာလို့ဟာဟိုဘာလို့ရဲ့ဥပဒေကြီးရနော်လူလူသာဆွဲဥပဒေပေါ့နော်။โอ้นโกเรียลาပြီးသားဒီယုံမြင်လို့ဒီချုံတွင်တာလေဒီလိုလှုပ်ချင်လို့ဒီလိုထောင်ချချင်လို့ပြည်သူတွေဒီလိုဒုက္ခပေးချင်လို့ နော်2021ခုနှစ်နှစ်လပိုင်းတည့်ရနေ့မနေ့၄နာရီမှာအာနာသိန်းနာတာဒါကြတော့ဘာအတိအကျမှတ်ထား။အော်မှတ်ထားတာဗောကွာမင်းရတယ်။အဘတို့ကြိုးစင်တရားမရက်လဲမှတ်ထားအောင်။အေးဗောဘယ်နေ့ဆိုတာငါတို့ကဖေးအောင်မဟုတ်လေမှတ်ထားအောင်လို့တို့အတိအကျပြောနေ။တရားသူကြီးရရက်မတတ်မှတ်သေးဘူး။ဟာမပပိုးဆိုးသွားပြီကွာမင်းရကွာ။